မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျနော်ဆရာတို့အချိန်တွေတွေ့ရွေ့နေပြောင်းလာတာဘာလို့လို့နဲ့မြန်မာခုနှစ်တခုရဲ့နောက်ဆုံးဟာလား1386ခုနှစ်ရဲ့နောက်ဆုံးကိုတော့ပြီးလို့ဟော နောက်နှစ်တကြံ1389ကိုအချိန်တွေတွေ့ရွေ့နေရောက်ရှိလာပြီးတော့ဗျာဆိုတော့ဟိုဒေကြတယ်ဟိုအချိန်နေရာလဲအကုန်မြန်တယ်နော်တနှစ်ပြီးတနှစ်ဟောနှစ်ကိုလာကစားတယ်လာကိုရက်ကစားတယ်ဟာလားရက်ကို နာရီကစားတယ်နာရီကိုမိနစ်ကစားတယ်မိနစ်ကိုစက္ကန့်ကစားတယ်ဒီလိုနဲ့နေအလီလီရက်အတွေ့အတွေ့စက္ကန့်အခုအဖုံဖုံကူပြောင်းလာတယ်ပဲဆိုဆိုเนาะအဒူရာနေမင်းရောင်ကြီးတထောင်လင်းဆောင်တဲ့အဒူရာသူရိစကိုအဒူရာနေမင်းကြီးဒီအချိစုစုအရက်မှနေ၍အနောက်အစုရက်ကိုပဲသွားသွားဒေသာတာတခုကတော့ထိမ့်ချုပ်လို့မရတဲ့အထဲမှာအချိန်ကာလဆိုတဲ့ကာလတခုကိုမကြခင်ရောက်ရှိပြီးတော့ပြောင်းလဲလာတော့မယ်အဲ့တော့1386ခုနှစ်ကို မိတ်ဆွေတို့အနေနဲ့မကြခင်မှာကုံဆုံးတော့မှာဖြစ်တဲ့အတွက်1386ခုနှစ်ထဲမှာဘလောက်ပဲညံ့ငယ်ညံ့ငယ်ဘလောက်ပဲဆုပ်ရဆုပ်ရ1386ခုနှစ်မှာမိတ်ဆွေတို့ဟိုမကြခင်ရောက်ရှိလာတော့မဲ့တကူးကာလပြီးတဲ့အတိုင်းတာအတွင်းမှာမိတ်ဆွေတို့ဘယ်နေသားတွေအကျိုးပေးကံကောင်းစီပြီးတော့အားသာစီမလဲဘယ်ရာတွေကံကောင်းစီပြီးတော့ကောင်းမွန်လဲဆိုတာကိုဆရာတို့1386အတွက်တနှစ်တာအကျင်းနဲ့ဘယ်သူတွေကံကောင်းမလဲကိုဆရာကစတင် ပြောပြပေးမှာဖြစ်တဲ့အတွက်မိတ်ဆွေတို့ဒီဗီဒီယိုလေးကိုအားတဲ့အခါမှာကြည့်ခြင်းလဲစိတ်ထားလိုက်ပါတကယ်လို့ like and share လုပ်ထားတာလုပ်ထားလို့ရပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်1389ခုနှစ်အတွင်းကိုတနင်္လာသာသမီမိတ်ဆွေတွေရဲ့ကံရှင်တွေကိုပြောရအောင်တနင်္လာသာသမီမိတ်ဆွေတွေက1389ခုနှစ်အတွင်းမှာအထူးသဖြင့်ကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာမိတ်ဆွေတို့အနေနဲ့အစာအိမ်နဲ့ပတ်သက်တာမျိုးလေးတွေလေနဲ့ပတ်သက်တာမျိုးလေးတွေပဋိဌာန်းစီရင်ရန်လိုအပ်တယ် အစာအိမ်အောင်ခြင်းလေနဲ့ပတ်သက်တဲ့အရာလေးတွေကြောင့်ဝါရောနဲ့ပတ်သက်သောအရာလေးတွေမှာသတိပြုစင်ကြင်ရမယ်။ဒါ့အပြင်ယုတ်တိရမထင်မှာပဲကြားမှရင်ညံ့သွားပြီဆိုရင်မကောင်းတဲ့အတတ်ပညာတွေဆုံးအတတ်ပညာမကောင်းတဲ့ပညာရက်တွေနဲ့ပြူစားတိုက်ခိုက်ခံရတာမျိုးတွေဖြစ်တတ်တဲ့အတွက်တင်ညာတို့လူသေးတို့ တုတ်တန်းတို့ခွေးတို့အစားရှိတဲ့အရာလေးတွေအိမ်မမှန်ရင်တော့မိတ်ဆွေကိုမနာလိုသူတဦးတယောက်ကပြူစားတိုက်ခိုက်ရန်အတွက်ကြံရွယ်နေပြီလို့တတ်မှတ်ရည်ထားရမယ်။ဒါကြောင့်မလို့ဘာသာတရားများများပို့လို့တင်တယ်။ဒါပြီးတဲ့အခါနီးစက်ရဆရာတွေနားမှာဘာလို့လို့ကြက်မှိုင်ညံ့နေတော့အဖြေချဖို့လိုအပ်ပါတယ်။ငွေကြီးနဲ့ပတ်သက်ရင်တော့တနင်္လာသားသမီးမိတ်ဆွေများဟာကို့ပါကိုစုကောင်းတယ်။သူများကို ရှီတာငားတာလေးဒီမှာ သူများကိုပေးကမ်းလိုက်တာလေးတွေမှာအစုရှယ်ယာငွေကြီးနဲ့ပတ်သက်တာလေးတွေမှာတော့မိษွေတို့အနေနဲ့တနင်္လာသားသမီးမိษွေတွေဟာတတိထားဆင်ကျင်ရမယ်ကို့ဘာကာတာကိုတော့ကံကကောင်းနေပေမဲ့တနင်္လာသားသမီးမိษွေတွေဖို့သူများကိုရှီးလိုက်ငှားလိုက်တာမျိုးလေးတွေကြောင့်မိษွေတို့အနေနဲ့ဟိုကို့ရကံဟာညံ့သွားတာမျိုးလေးတွေအာနာရင်ခါပါတတ်တဲ့နေ့ဖြစ်တဲ့အတွက်ကြောင့်မလို့ဖြစ်နိုင်ရင်ကို့ကိစ္စကိုတော့လောက်ပါ ကိုကိစ္စကိုလုံနေရင်နဲ့မှာတော့မိတ်ဆွေတို့ဟာတင်းနှလာသမီးတွေကဒီနှစ်ထဲမှာဆိုလို့ရှိရင်ဘာကိုလှုပ်လို့လုပ်ငန်းတစ်ခုကိုလုပ်တဲ့အခါထက်တကြိမ်တလဲလဲလှုပ်အပ်တတ်တာမျိုး repeat ပေါ့နော်ထက်ခါထက်ခါလှုပ်အပ်တတ်တယ်ဘာကိုဖြစ်ဖြစ်နှစ်ခါလှုပ်ရတာမျိုးနှစ်ကြိမ်လှုပ်ရတာမျိုးသမုံနှစ်ကြိမ်ထပ်ပို့ပြီးလှုပ်ရတာမျိုးအကျွေးတောင်းနေဆိုရင်လည်းတစ်ကြိမ်နဲ့တောင်းလို့မရရင်နှစ်ကြိမ်လောက်တောင်းတာမျိုးနှစ်ကြိမ်ထပ်ပို့ပြီးပြောဆိုတာမျိုးတွေမှာအောင်မြင်တိုးတက်နိုင်တဲ့နှစ်ဖြစ်တဲ့အတွက်1989ခုနှစ်အတွင်းမှာတနင်္လာသမီးမိတ်ဆွေတွေဟာဘာကိုဖြစ်ဖြစ်အဲ ဟိုတခါတည်းလှုပ်ရတာပြင်းတယ်ဆိုတဲ့သူတွေဆရလို့ပေါ့တစ်ချိန်နဲ့ကြောင်ပြတယ်နောက်တစ်ခါမလှုပ်ရှင်ဘူးဆိုတဲ့သူတွေများအဖို့ကတော့အဆင်မပြေနေဘူးအဲ့တော့တစ်ချိန်ထပ်ပို့ပြီးလှုပ်ပါမိမိတို့အနေနဲ့ rapid ပေါ့ထက်ချိန်တလဲလဲလှုပ်လေလေတခုခုကိုတိုးတက်လေလေဖြစ်ပြီးတော့ချောချောရှူရှူရဖို့တော့ခက်တယ်ဘာကိုဖြစ်ဖြစ်ရီမန်းထားတဲ့ရီမန်းချက်တွေအဲ့တော့လွယ်လွယ်နဲ့တော့အရှုံးမပြေနဲ့လှုပ်ဆောင်ရမယ်တင်းနှလာသားသမီးတွေကဒါဟာပြင်မိတ်ဆွေတင်းနှလာသားသမီးတွေဒီနေ့ထဲမှာဆိုလို့ရှိရင် အိမ်တွင်းရေးကိစ္စမိသားစုကိစ္စရေးလေးတွေမှာအဆင်မပြေမှုလေးတွေဖြစ်လာတတ်တယ်သို့တော်ဒါကြောင့်အိမ်တွင်းရေးကိစ္စမိသားစုရေးကိစ္စလူမျိုးရေးကိစ္စလေးတွေမှာကိုကူညီနိုင်ကိုကပေးလိုက်မကူညီနိုင်လို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့အဲဝင်မပြောနဲ့ဝင်ပြောကမှအထင်လွဲတာမျိုးအမြင်လွဲတာမျိုးတွေဖြစ်တတ်တယ် view site တတိထားတင်တယ်တနေ့ကသာသမီမိတ်ဆွေတွေက1989ခုနှစ်တွင်မှာဘာဘို့လို့လို့ဘဝအတွက်အနာဂတ်အတွက်ရည်မှန်းချက်တွေကိုအခြေချလုပ်တင်တဲ့နှစ်လို့တော့ သုံးသပ်ရမယ်အခြေတကြလောက်ရမယ်ဟောဟာလာဟိုအခြေတကြလောက်ရမယ်မိတ်ဆွေတို့အနေနဲ့ဒါပြီးခဲ့အခါတနင်္လာသသမီးတွေအနေနဲ့ကတော့ဟိုဘာကိုဖြစ်ဖြစ်အခြေတကြလောက်ရမယ်အတီတကြလောက်ရမယ် ရေရှည်ကိုကြည့်ဖို့လိုအပ်တယ်တာတိုကိုကြည့်တဲ့မိတ်ဆွေများရဲ့အာဒါလေးဒီကိစ္စလေးတွေကိုတာတိုဖြည့်ရှင်းလိုက်တာမျိုးထက်လမ်းကြောင်းမှန်မှန်နဲ့အနာဂတ်အတွက်စဉ်းစားရှင်းချိန်ပြီးတော့တွေးခေါ်ပြီးတော့လှုပ်ဆောင်လိုက်တာဟာပုံမူအားတာပြီးတော့တိုးတက်နိုင်တဲ့နှစ်ဖြစ်တဲ့အတွက်ကြောင့်မလို့ဘာကိုဖြစ်ဖြစ်ဟိုအခြေကြီးကြည့်ပါ အရက်ရှိတဲ့ကောင်းလေးကိုပြောတာမဟုတ်ဘူးအရက်ချစ်ချစ်ကြည့်ပါအနာဂတ်ကိုထိုးထွင်းမြင်နိုင်အောင်လုပ်ပါရီမန်းချက်အုံမြအရှိချရန်အတွက်ဆိုရင်အကောင်းဆုံးဖြစ်တယ် OH ရှမီတွေဆောက်ဝတ်တတ်တယ်မပြီးမပြတ်ဖြစ်နေတဲ့အိမ်တွေကိုပြီးပြအောင်ဆွမ်းဆောင်နိုင်တယ်ကန်တရားရဲ့အထောက်အကူတွေအားပေးမှုတွေကိုရရှိတတ်သောနှစ်ဖြစ်တဲ့အတွက်ကြောင့်မလို့တနင်္လာသသမီးရတခုခုကိုလှုပ်တဲ့အခါမှာလဲပြောဆိုရတာတုံဆိုင်အာနာတတ်တယ်ပြီးတဲ့အခါတနင်္လာတွေဟာမိမိတို့အနေနဲ့ဒီနှစ်ဟာချွေးချံချွေးတာတင်သောနှစ်ဖြစ်ပြီးတော့ ကိုယ်မှာရှိနေတဲ့အရာကိုဖြစ်နိုင်ရင်သူများမမြင်တာကောင်းတယ်ပစ္စည်းပြောက်တတ်တယ်ပတ်စံပြောက်တတ်တယ်သူများမြင်တဲ့ငွေတွေသူများမြင်တဲ့တမိုးရှိတဲ့ပိုင်ဆိုင်မှုတွေမှာမမြဲဖြစ်ရတတ်တာမျိုးတွေကြုံရတတ်တဲ့အတွက်ကြောင့်မလို့တော့ရွှေရွှေသာသာချွတ်ချွတ်ချာချာနဲ့သူမတိအောင်သူမတိအောင်တင်းစဲသူဝတ်တတ်မှာလားအောင်မြင်မယ်မိတ်ဆွေဟောင်းပေါင်းတင်ဟောင်းတွေတောကပီးတတ်တယ်လူယုံနေသမီးစားဟောင်းနေစစ်သူဟောင်းနေတော့စိတ်တော့ကပြီးစရာဖြစ်ပါတယ်ခင်ဗျာ တနည်းလားသာသမီမိတ်ဆွေတွေဆိုရင်မိမိရဲ့ချစ်သူကြီးသားဟာစနေဆိုရင်တော့ဒီနှစ်ထဲမှာအိမ်အောင်မပြုနဲ့မိမိရဲ့အိမ်အောင်ဘက်ဟာစနေသားသမီးဆိုရင်တော့အဲတဦးနဲ့တူတယောက်နဲ့တယောက်နားလည်မှုတွေလွဲရတက်တဲ့အဲအဲအတွက်ကြောင့်မလို့အနေအထိုင်သွားလာကယူဆိုင်စင်နေရမယ်အိမ်အောင်ကြီးပဋိပက္ခမှာဆိုလဲကို့ကြောင့်မဟုတ်ပဲနင်းဆွေမျိုးငါဆွေမျိုးပြဿနာလေးတွေဆွေမျိုးသားချင်းနဲ့ပတ်သက်တဲ့အခက်အခဲလေးတွေကြုံသွားတက်တယ်သို့တော့ဒါတွေကအသာထားနှုတ်နှစ်ယောက်ဖြည့်ချင်းတိုင်ပြီးတော့လှုပ်ဆောင်ရင်အကျိုးပေးတာအတေကြပဲဖြစ်တဲ့အတွက်1380 ခုနှစ်ခုနှစ်အတွင်းမှာတနင်္လာသားသမီးမိတ်ဆွေတွေဖိုးကတော့အထူးသဖြင့်ငွေကြေးနဲ့ပတ်သက်တာတွေလှုပ်ဆောင်တဲ့အခါမှာလူမမြင်စေနဲ့ကို့မှာရှိတာကိုလူမသိစေနဲ့တကယ်လို့တိမ့်ထားပါမရှိရင်လည်းဆရာငယ်ကိုပေးထားပါတကယ်လို့ဆရာကိုမပေးချင်လို့ရှိရင်မိတ်ဆွေတို့တွေနဲ့ချွေချွေသာသာတိမ့်ထားပါဆရာသိမ့်မိထားနိုင်တယ်သိမ့်မိထားရင်တော့ဆရာပြန်မရနိုင်ဘူးတဲ့နော်ဆရာရှင်ဆိုကောင်းပြီဆိုတော့ဒါလေးတွေကို view site ပါတနင်္လာသားသမီးတွေကဒီ1989ခုနှစ်အတွင်းမှာဆိုလို့ရှိရင်အကျိုးပေးစီတဲ့နေသားအနေနဲ့ဆိုတော့တနင်္လာတွေဟာအင်္ဂါသားသမီးဗုဒ္ဓဖူးသားသမီးနဲ့ ကျသာပရိသသမီးတွေကမိတ်ဆွေတို့အတွက်အကံကိုတိုးတက်ကောင်းမှုပြီးတော့အာသာဈေးနိုင်တဲ့အကျိုးပေးတဲ့ကဏ္ဍအခရာတွေအနေနဲ့ဆိုရင်တော့0ကဏ္ဍ10ပြည့်အရာပြည့်ထောင်ပြည့်ကဏ္ဍတွေဟာမိတ်ဆွေတို့အတွက်အကျိုးပေးတယ်လို့0ကဏ္ဍ5ကဏ္ဍတွေဟာလေမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်နိုင်တဲ့အကျိုးပေးသောအရာအနေနဲ့ဆိုရင်တော့စင်ဆွေရောင်အစိမ်းရောင်အနီရောင်တွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်နိုင်တယ်ခင်ဗျာနော်ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဘာကိုလှုပ်လှုပ်တော့အဲမိတ်ဆွေတို့အနေနဲ့ ဖြစ်နိုင်လို့ရှိရင်အပူရက်ကလေးတွေမှာမလုံနဲ့22ရက်နေ့တို့17ရက်နေ့တို့ဒီလိုရက်လေးတွေမှာအရေးကြီးတဲ့ကိစ္စတွေကိုမပြုတ်မှုမဆောင်ရက်နဲ့အကျိုးပြီးသောအရာလေးတွေကိုလည်းလှုပ်ဆောင်တဲ့အခါအရေးကြီးသောကိစ္စတွေကိုလှုပ်ဆောင်တဲ့အခါမှာလည်းနှုတ်ကတိမလွယ်နဲ့နှစ်ဦးနဲ့နှစ်ယောက်တဲ့ခီးထွက်တာမျိုးလေးတွေအားနည်းစီတာအောင်တော့မိတ်ဆွေတို့တေးကြတဲ့ဂျင်းတွေတတိပြုရလိုအပ်ကြောင်းထပ်လောင်းပြောလိုက်ပါရစေ။ကောင်းပြီ1988ခုနှစ်အတွင်းမှာတနင်္လာသာသမီမိတ်ဆွေတွေကိုစကားလေးအကြံပေးရရင် ဒေါင်းလုံးရ69ခုနှစ်အတွင်းမှာတနင်္လာသာသမီမိတ်ဆွေတွေအဖို့ကတော့ဘာကိုဖြစ်ဖြစ်အရှိတကြားလှုပ်ဆောင်မှုလိုအပ်တယ်ဘာကိုဖြစ်ဖြစ်အပျော်မမတ်နဲ့အပေါင်းအသင်းမိတ်ဆွေမမတ်နဲ့ဖြက်လန်းနည်းနဲ့မလိုက်နဲ့မအောင်မြင်နိုင်ပါဘူးအလောင်းကစားကြောင့်ဘဝပြတ်တတ်တယ်အလောင်းကစားကြောင့်မချမ်းသာနိုင်ဘူးအဲ့တော့အလောင်းကစားတတိထားရမယ်ကြာစာပရိနန်နေဖြစ်တဲ့ပဖပပမားတွေ ခယူဆိုင်ပါဒါအပြင်တော့နောက်တစ်ချက်အနေနဲ့တနင်္လာသားသမီးမိတ်ဆွေတွေရဲ့ပို့ကတော့သတိထားစင်ကြရမှာတော့စကားလေးလက်ဆောင်တစ်ခုပါပဲလူငယ်များအပေါင်းပြေကြောင်ဂုံတက်နိုင်တယ်လို့အပေါင်းကြောင်ဂုံပြတ်တတ်ပါတယ်ကျေးဇူးတင်ပါတယ်အင်္ကာလေးစားလိုက်ရပါ